ဒီကနေ့မှာတော့မြန်မာနောင်သတင်းဌာနမှာဖော်ပြထားတဲ့အပြည့်ရကြီးညာထားခြင်းခလေးတွေအစုပြုံလိုက်တည်စေတဲ့ဘုံကျဲမှုဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ပန်းလေးများပွင့်တော့ဖူးတာဝင့်လို့ချီနေကြီးမှာရွှေကြီးတော့မဟာတို့စာပြန်ချောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့မဟာတို့ကြောင်းဒီပရင်မျိုးကျေးလက်စာတင်ကြောင်းရှိ ခလေးတွေဘုံကျဲခံရတာကြောင့်တည်ဆုံးသူများပြပါတယ်ကျူးလွန်သူကို စုံစမ်းဖော်ထုတ်မယ်လို့ NUG ပညာရေးဌာနကကြေညာလိုက်ပါတယ်။ကျောင်းရှိကွင်းမြင်ထဲမှာပိုင်ရှင်မဲ့နေတဲ့လွယ်အိတ်တွေ၊သွေးကွက်တွေစွန်းနေတဲ့အရွယ်ဆုံးအယောင်ဆုံးဖက်နယ်လေးတွေတစားစီဖြစ်နေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအဖြူဆိုင်ဝဲကျောင်းသားလေးတွေရဲ့ရုပ်လောင်းတွေက နေရာယူထားပါတယ်။အနည်းရှိအခန်း၅ခန်းတွဲပါတစ်ထပ်တိုက်ပင်မှစတင်ဆောင်ရဲ့ခေါင်းမိုးသွတ်တွေလုံးဝပွင့်ထွက်ပျက်စီးသွားသလိုနာယံရှိ ြည်ပေါက်ရတဲ့ကြောင့်တစ်ဖက်အခန်းကိုထောက်ချင်းပေါက်မြင်တွေ့နေရပါတယ်။ចောင်းသူចောင်းသားတွေ ਨੇ စီကားခဲ့တဲ့အဲ့ဒီစာတင်ចောင်းလေးမှာတခဏချင်းအတွင်းမှာပဲတုတ်တန်ဒစပြင်လာ ပြောင်းလဲသွားပါတယ်။စနေနေ့မနက်9:35ဝန်းကျင်မှာစကိုင်းတိုင်းဒီပရင်မြို့နယ်အိုးတိန်တွင်းရွာစာတင်ចောင်းကိုစစ်ကောင်စီလက်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပြီးနောက်ចောင်းသူចောင်းသား20နဲ့လှုပ်အားပေးဆရာမ2ဦး တည်ဆုံးခဲ့ရပြီးအယောက်60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီရွာရဲ့နာမည်ကိုအိုထိန်တွင်းလို့လည်းရေးသားကြတာကိုတွေ့ရပါတယ်။စတင်ကြောင်းဆေးရုံနဲ့ဘာသာရေးအဆောက်အဦတွေစတဲ့အရက်ပတ်ပြစ်မှတ်တွေပါမချမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရာအိုထိန်တွင်းရွာစတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုမှာကြောင်းသာကြောင်းသူတွေအစုလိုက်အပြုံလိုက်တည်ဆုံးခဲ့ရတဲ့အဆိုးရွားဆုံးဖြစ်ရပ်တွေနဲ့တစ်ခုဖြစ်ပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာ မုံရွာမြို့မှာမိုင်30သာကွာဝေးတဲ့ဒီပဲ့ရင်မြို့မှာစစ်တပ်ကမြို့ပေါ်ရက်ွက်တွေသာခြေကုပ်ယူထားပြီးကျေးလက်ဒေသအများစုကိုတော်လှန်ရေးအင်အားစုက နေမြေဆိုးမှုထိန်းချုပ်ထားပါတယ်။ဒီပဲ့ရင်မြို့တောင်ဘက်ခုနှစ်မိုင်ခန့်သာကွာဝေးတဲ့တော်လှန်ရေးအင်အားစုတွေနေမြေဆိုးမှုထားတဲ့အိုးတိမ်တွင်းရာကိုစစ်ကောင်စီစစ်ကြောင်းမုံဝင်တာကနှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။ရွာရှိစာတင်ကျောင်းမှာ မူလရမ်းမှာအထက်တန်းထိចောင်းသားចောင်းသူ150ကျော်တက်ရောက်နေကြပြီးဆနေရနေ့မနက်ပိုင်းကအတန်းတင်စာမွေးပွဲဖြစ်ဆိုဖို့ပြင်ဆင်နေကြကြရင်လည်းဖြစ်ပါတယ်။နိုင်ငံအနှံ့စာတင်ចောင်းနေမှာမိုးရင်နဲ့စောင်းရသည်မှာចောင်းဖွင့်ရသည်ဖြစ်ပြီးမတ်လာမှာမေလာကုံတီမှာနွေရသည်ចောင်းပွဲရဖြစ်ပေမဲ့တော်လိုင်းအင်အားစုထိန်းချုပ်နေမိရှိចောင်းသူတွေမှာတော့စစ်တပ်ရန်ပြူလာမှုပေါ်မူတည်ပြီးချိန်ဆဖွင့်လင်နေကြပါတယ်။မနက်9:00ကျော်မှာ မိထီလာ လေတံမှာစစ်လေရင်တစီထွက်ခွာလာတယ်ဟူတဲ့လေချောင်းတတိပေးချက်ကိုဒီပရင်မြို့နယ်ကျွာများရရှိခဲ့ပါတယ်အဲ့ဒီတိုက်လေရင်မှာအိုးတိန်တွင်းရွာကိုကြော်ပြီးဆက်လက်ပြန်တန်းသွားပြီးနောက်မှတကြော့ပြန်လာကစာတင်ចောင်းကိုဘုံနှလုံးကျဲချခဲ့ခြင်းဖြစ်ပါတယ်ဘုံကចောင်းမော်တက်တဲ့ကြာရောက်ပတ်ကွဲတာလို့ဒေသခံအမျိုးသားတဦးကပြောပါတယ်တလုံးကចောင်းအတွင်းနဲ့ထဲ့ကျဲတာတလုံးကအလန်တိုင်းပြီးចောင်းရှိမျက်နှာစာမှာကြာတယ်လင်းရင်ဘုံချလိုက်တဲ့ ဘုံစံကအရှိကြီးတွေကျောင်းဆောင်ပေါ်မှာတဆင်ကွဲပြီးတမန်သလင်းမှာတဆင်ကွဲတယ်နှစ်ဆင်ကွဲတယ်မီးလောင်တာမရှိဘူးလို့အထက်ပါဒေတာကန်ကပြောပါတယ်ဘုံနံကြောင့်တစစီဖြစ်သွားတဲ့ကလေးတွေရဲ့ဥကောင်းခြေလက်ခန္ဓာကိုအစိပ်ပိုင်းတွေကိုကုညီကယ်ဆယ်ရေးသမားတွေကလိုက်လံစူးစီးကောက်ယူခဲ့ရပါတယ်အလောင်းကောက်တဲ့အချိန်မှာတစစီတွေခြေပြက်လက်ပြက်တွေကိုအတန်းလိုက်လေးတွေဆက်ပေးထားရတယ်တချို့ခေါင်းတွေပါတယ်ခြေထောက်တွေရှာမတွေ့ဘူး လက်ပြက်သုံးလက်ဆိုရင်လဲခနာကိုရှာမတွေ့ဘူးခလေးလက်နှစ်ခုနဲ့လူကြီးလက်တစ်ခုခြေထောက်တစ်ချောင်းဆိုရင်ပေါင်ရင်းကနေပြက်နေတာခနာကိုမတွေ့ရဘူးဆီယာမတူးဆိုရင်ခြေထောက်တွေလက်တွေအကုန်လုံးပြက်ထွက်ပြီးတေသွားတာလို့ရုပ်လောင်းတွေကောက်ယူရမှာပဝင်တဲ့အထပ်ပါဒေသကအမျိုးသားကပြောပါတယ်မိဘတွေကဒါငါသမီးလေးအဝတ်စားငါသမီးလေးလုံကြီးဆိုပြီးအဲ့လိုယူဆပြီးတကြိုရတာလို့သူကဆိုပါတယ်တည်ဆုံးခဲ့တယ်ចောင်းသားတွေနဲ့အများစုမှာ မူလာဒန်းကလေးတွေဖြစ်ပါတယ်။ဒီပဲရင်မြို့နယ်ပကဖနဲ့ကုညီကဲဆယ်ရဲ့အဖွဲ့တွေစီကတည်ရတဲ့အချက်တွေက grade 2 6ဦး grade 3 3ဦး grade 4 4ဦး grade 5မှာ2ဦး grade 7မှာ3ဦး grade 9 grade 10 grade 11တဦးစီပါဝင်ပါတယ်။ဆရာဆရာမတွေနဲ့အသက်20ကျော်အရွယ်လှူအားပေးဆရာမ2ဦးတည်ဆုံးခဲ့ပါတယ်။စစ်တပ်ကထပ်ဆင့်ပောက်ကွဲတဲ့ cluster bomb နှလုံးကျဲချခဲ့ခြင်းကြောင့် ကလေးတွေအစုအပြုံလိုက်တည်ကြရတယ်လို့အမျိုးသားညီညွတ်ရေးဆိုရာလူ့အခွင့်အရေးဝန်ကြီးဌာနကမျက်မြင်သက်သေတွေရဲ့ပြောကြားချက်နဲ့ကြန့်ရှိခဲ့တဲ့အပိုင်းအစတွေကိုကိုကပီထုတ်ပြန်ပါတယ်။ဘုံဒီအသေးများပါဝင်ပြီးထက်ဆင်ပောက်ကွဲကအရသာထိခိုက်မှုများပြားတဲ့အတွက်နိုင်ငံတကာမှာကလစတာဘုံအသုံးပြုမှုကိုတားမြစ်ထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းချင်းရခိုင်ကရင်နီရှမ်းပြည်မြောက်ပိုင်းကချင်ကရင်နဲ့စကိုင်းတိုင်းလေကြောင်းတိုက်ခိုက်မှုတွေမှာကလစတာဘုံတွေကို အသုံးပြုနေပြီးအခုကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးလေကြောင်းတိုက်ခိုက်မှုမှာအလားတူအသုံးပြုနေကြောင်း CDM စစ်ကောင်စီတပ်အရာရှိတွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာစစ်ပတ်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ပောက်ကွဲမှုနယ်မြေကျေပြန့်နယ်လက်နက်အမျိုးအစားဖြစ်တယ်လို့စစ်ရေးသတင်းတွေဖြန့်ဝေနေတဲ့ CDM ဗိုလ်ကြီးစင်ရော်ကပြောပါတယ်။ cluster ဘုံဆိုတာထက်ဆင့်ကွဲတဲ့ဘုံအထဲထဲမှာ120မမအမြောက်ဆန်ဘုံတီးနဲ့တူတဲ့ဘုံတီးအရေအတွက်တွေများစွာကို ထည့်သွင်းထားတဲ့ထက်ဆင့်ကွဲတဲ့ဘုံဒီအမျိုးအစားပေါ့ရိုးရိုးဘုံကတော့မီးလောင်ပြီးတော့ပောက်ကွဲတယ်ကလစတာဘုံကတော့ဘုံဒီမကြီးတခုတည်းကနေ120မမဘုံဒီအလုံးကြီးမြောင်များစွာခွဲထွက်သွားတဲ့ဘုံမျိုးစားပေါ့လို့စီဒီယန်ဗိုလ်ကြီးစင်ရောကပြောပါတယ်ကလစတာဘုံတွေနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုမခွေတိုင်းဆက်ဖြူမြို့နယ်ခြေဆိုင်ကပ္ပစာ21 22နဲ့ဘကိုးတိုင်းပြည်မြို့တဖက်ကန်းစင်တဲခြေဆိုင်အမှတ်3ကပ္ပစာမှာထုတ်လုပ်နေတယ်လို့ သူကဆက်ပြောပါဗါးလေရင်ပစ်တဲ့ဘုံဒီအခုမှန်သမျှကို ကပ္ပစ22ကနေထုတ်ပြီးတော့ကပ္ပစ3ကနေဒရုန်းထဲမှာထဲ့မဲ့ဘုံဒီအငဲတွေကို ကပ္ပစ3စင်တဲကနေထုတ်တယ်ကပ္ပစ21ကစုံးမှမှာတော့အဲ့ဒီဘုံဒီနှစ်မျိုးကိုပေါင်းဆက်ပြီးတော့ဘုံဒီအချော ထုတ်လုတာဖြစ်ပါတယ်လို့ဘူကြီးစင်ရောကဆိုပါတယ်အာနာဒိစစ်ကောင်စီကတော့အုတ်တိန်တွင်းရွာစာတင်ကြောင်ကိုလေချောင်းတက်ခဲ့မှုမလုပ်ဘူးညှင်းဆန်လိုက်ပြီး စည်ရေးပြစ်မှတ်မဟုတ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုမရှိလို့မေလ12ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်တက်ခိုက်မှုပြီးနိုင်ပိုင်းကြာစစ်တပ်ဝါဒဖြန့် Telegram စာမျက်နှာတွေမှာလည်းအိုးတိန်တွင်ရာကိုလေချောင်းတက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းပြောဆိုထားပါတယ်စာတင်ကြောင်းတွင်ဘုံစမ်းတက်ရာမှာပောက်ကွဲမှုဖြစ်သွားတယ်လို့လည်းနောက်ပိုင်းမှာ ပြောင်းလဲရေးသားကြပြန်ပါတယ်ဘုံစမ်းတက်ပောက်ကွဲမှုဖြစ်နိုင်ခြေနေပါကြောင်းစစ်လက်နက်ပစ္စည်းတွေကြောင်းလူမှုကွန်ရက်မှာရေးသားနေတဲ့ တတိကရတာကသုံးသပ်ပါတယ်အဆောက်အဦအပျက်စီးနေတာကြောင့်ဝင်မှမြေပြင်ပြစ်ရော့ကတ်ဒါမှမဟုတ်ကလပ်စတာမြူနေးရှင်းလို့တော့အကြမ်းဖျင်းယူဆပါတယ်ကျမ်းမြင်မှာလက်နက်ထိမှန်တဲ့ impact site တွေရှိတယ်အဲ့ဒါကြောင့်အဆောက်အဦတွင်လက်နက်ဆန်းသန်းလို့ပောက်ကွဲတာဖြစ်နိုင်ခြေနည်းပါတယ်လို့သူကမြန်မာနောင်းကိုပြောပါတယ်စာတင်ကြောင့်မှာတော်လန်ရေးသမားတွေနေထိုင်တက်ဆွဲခြင်းမရှိသလိုမြေပြင်စစ်ရေးလှုပ်ရှားမှုလည်းမရှိကြောင်းတော်လိုင်းအင်အားစုကတုတ်ပြန်ပါတယ် စစ်တပ်ကငလျင်တန်းကြောင့်ကုညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ကာလဖြစ်တာကြောင့်ယာယီအပြည့်ရမှုကိုမေလကုန်ထိတက်တန်းတူတယ်လို့ကြေညာထားပေမဲ့လေချောင်းတက်ခဲ့မှု အချိန်ပုံမြင့်လာပြီးစတင်ကြောင့်ဆေးရုံဆေးကန်းတို့ကိုပါဥတီတက်ခဲ့မှုတွေဇက်တိုက်လုပ်နေပါတယ်။သခိုင်းငလျင်လုတ်တဲ့နေ့မှမေလဇန်းပိုင်းအထိတလကျော်တွင်ရန်ကုန်တိုင်းမှာပါတိုင်းဒေသကြီးနဲ့ပြည်နယ်73ခုမှာလေချောင်းတက်ခဲ့မှုအချိန်ပေါင်း280ကျော်လုတ်ခဲ့ရာပြည်သူ 296ဦးသေဆုံးပြီး456ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မနက်ပိုင်းမှာအိုးတိမ်တွင်းရကိုတိုက်ခိုက်မှုပြီးညတကာ12နာရီဝန်းကျင်ကဒီပဲရင်မြို့တောင်ပတ်17မိုင်ခန့်အကွာခေါင်းစုရွာကိုလေကြောင်းတိုက်ခိုက်မှုထပ်လုပ်ခဲ့ပြန်ပါတယ်။ခေါင်းစုရွာအနောက်လေခွင်းနဲ့ကြားရောက်ပတ်ကွက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။လူထိခိုက်တော့မရှိပါဘူး။လေခွင်းထဲမှာကျင်းကွက်ကြီးဖြစ်သွားတာလို့မြို့နယ်ပတ်ကပါတာဝန်ရှိသူကဆိုပါတယ်။ ကောင်းစုရွာနီမြေပြင်တိုက်ပွဲမရှိသလိုစစ်ရေးလှုပ်ရှားမှုလည်းမရှိဘဲလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တော်လိုင်းအင်အားစုအားကောင်းရာဒီပင်းမြို့နယ်မှာစစ်တပ်ကစာတင်ကျောင်းတွေကိုဥတီပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုမှာနှစ်နှစ်ကျော်အတွင်းဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။2022ခုနှစ်စက်တင်ဘာလဒီပင်းမြို့နယ်လက်ရက်ကုန်းရစာတင်ကျောင်းကိုလေချောင်းရုံးမြေပြင်မှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာကျောင်းသား6ဦးပါဝင်ပြည်သူ73ဦးသွေးမြေကျခဲ့ရပါတယ်။ အဲ့နော်နှစ်နှစ်ကျော်အကြာမှာစာတင်ကျောင်းကိုဥတီပြတ်မှတ်ထားတဲ့တက်ခတ်မှုထပ်မံလှုပ်ဆောင်လာပါတယ်။ကျောင်းသားကျောင်းသူအစုပြုံလိုက်တည်ဆုံခဲ့တဲ့ဥတိန်တွင်ရဖြစ်ရက်ကဲ့သို့လေကျောင်းတက်ခတ်မှုအန္တရာယ်ဆက်ရှိနေသဖြင့်ဘေးကင်းလုံခြုံရေးအတွက်ဒီပေးရင်မြို့နယ်တွင်စာတင်ကျောင်းတွေအလုံးယာယီပိတ်ထားတယ်လို့မြို့နယ်ပကဖကဆိုပါတယ်။ဥတိန်တွင်ရလေကျောင်းတက်ခတ်မှုမှာအမိန်ပေးသူကာယကံမြောက်ကျူးလွန်သူနဲ့ပူးပေါင်းပါဝင်သူတွေကိုအရေးယူအပြစ်ပေးနိုင်ရန်စုံစမ်းဖော်ထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။နောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းဆောင်ပါတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ။